ကလကပဖလားပြိုင်ပွဲဝင်ပြန်ရမယ်အတင်းကြီးတွေရဲ့အပြောင်းရွှေ့များအကြောင်းတစီတစောင်းပေးသများလုံးမဲမင်္ဂလာပါခင်ဗျာ Icarus Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘလုံးရသည့်တခုပြီးဆုံးသွားပြီဖြစ်တာနဲ့အမြအောင်မြင်မှုတွေရရှိခဲ့ကြတဲ့အတင်းတွေကလည်းအောင်မြင်မှုကိုစက်ထိန်နိုင်ဖို့မောင်မြင်ကြတဲ့အတင်းတွေကလည်းပိုအင်အားတောင့်တင်းလာအောင်ကစားသမားအစ်တွေခေါ်ယူတဲ့ကာလကိုရောက်ရှိလာခဲ့ပါပြီ ကလကဘာဖလာကဇွန်လ15ရက်နေ့မှာစတင်မှာဖြစ်တာကြောင့်အပြောင်းရွှေ့ကာလကိုဇွန်လ1ရက်နေ့ကနေ15ရက်သာဖွင့်ပေးပြီးခေတ္တပိတ်ထားမှာပါဇွန်လ30ရက်နေ့ရောက်မှအပြောင်းရွှေ့ဈေးကွက်ကိုပြန်ဖွင့်ပေးမှာဖြစ်တာကြောင့်ကလကဘာဖလာကိုဝင်ရောက်ကစားခွင့်ရတဲ့အသင်းတွေကတော့ဈေးကွက်ထဲကိုလင်းလင်းမြန်မြန်လှုံ့ဆော်ခဲ့ကြပါတယ်အဲ့ဒါမှခေါ်ယူထားတဲ့ကစားသမားအသစ်တွေကိုပြန်ပွဲမှာအသုံးပြုခွင့်ရမှာဖြစ်ပါတယ်ကလကဘာဖလာဝင်ပြန်ခွင့်ရထားတဲ့ Real Madrid အသင်းကအပြောင်းရွှေ့ကာလမှာဘုံပေါင်းနောက်ခံလူ Hugo Sanchez တန်း90 Liverpool နောက်ခံလူ Alexander Arnold ကိုအလုံးနဲ့ခေါ်ယူထားနိုင်ခဲ့တယ်လို့နေပြည်တော်ဖြစ်လာတဲ့ဇာ ဗီလွန်ဆိုရဲ့ပထမဦးဆုံးရေးနှီးပြဘဝအစမှာတွင် စတင်ကစားရမယ့်ပြိုင်ပွဲလေးဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ထဲထိတ်တန့်ကစားသမားတွေကိုခေါ်ယူထားနိုင်တဲ့နောက်တဲ့တင်းကမန်စီးတီးအသင်းဖြစ်ပြီးကစားသမား၄ယောက်ထိခေါ်ယူထားနိုင်ခဲ့ပါတယ်။မန်စီးတီးအသင်းကတတရကိုသမားကာဆန်ထွက်ခွာထားခဲ့လို့ချက်စီးအသင်းရဲ့အရန်ကိုသမားဘက်တင်နယ်လီကိုပေါင်၈သိန်း၆တောင်းနဲ့ခေါ်ယူထားခဲ့ပါတယ်။ဒါ့အပြင်အီတလီစီးရီးအေရဲ့အကောင်းဆုံးကွင်းနဲ့ကစားသမားစုကိုရရှိထားတဲ့ AC မီလန်ကွင်းနဲ့လိုရိုင်ဒါကိုတန်း60နဲ့ခေါ်ယူထားနိုင်ခဲ့ပါတယ်။လိုင်ယွန်သင်းမှလည်းထိတ်တန့်ချီစွမ်းတွေကိုပြသထားနိုင်တဲ့အသက်၂၂နှစ်အရွယ်ချာဂီကိုလည်းစာချုပ်ဖြတ်သိမ်းခြင်း35တန်းပေးချေပြီးမန်ချက်စတာစီးတီးအသင်းကခေါ်ယူထားနိုင်ခဲ့ပါတယ်။ဟိုဗန်ဟန်တန် ဲ့နောက်ခံလူအိတ်နော်ရီကိုလည်းလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားခဲ့ပြီးမက်ဆီဒီသင်းကကလပ်ကမ္ဘာဖလားအတွက်ကြီးကြီးမားမားအပြောင်းလဲတွေကိုပြုလုပ်ခဲ့ပါတယ်။ချက်ဆီသင်းကလည်းကလပ်ကမ္ဘာဖလားပြန်ပွဲကိုဝင်ရောက်ရှင်ပြန်ခွင့်ရရှိထားခဲ့တာကြောင့်ကစားသမားအသစ်တွေကိုခေါ်ယူနိုင်ဖို့ဈေးကွက်ထဲမှာအလေးအမြတ်လှူရှားခဲ့ပါတယ်။ဒါပေမဲ့လည်းအစ်စ်ဝစ်တောင်တိုင်းစင်ပေါ်လီယန်ဒီလက်ကိုစာချုပ်ဖြတ်သိမ်းရေး35တန်းပေးကခေါ်ယူထားနိုင်ခဲ့ပေမဲ့တခြားပြည်မဲ့ကစားသမားတွေကိုတော့ညှိနှိုင်းမှုအဆင်မပြေဖြစ်နေခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ရာသီမှာအငားနဲ့ခေါ်ယူထားခဲ့တဲ့စံချိုကိုလည်းမိခင်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုပြန်လွှတ်လိုက်ရတာကြောင့်အသင်းကဒေါ်မွန်ဒေါ်မန်ကစားသမားဂိုက်တန်ကိုခေါ်ယူဖို့က န်းလန်းခဲ့ပါတယ်။ဒါပေမဲ့ဒေါ်မွန်သင်းကချက်စီသင်းရဲ့ကန်းလန်းမှုကိုညှင်းဆန်ပယ်ချခဲ့ပါတယ်။ AC မီလန်သင်းရဲ့စာချုပ်သက်တမ်းမတိုးဘူးလို့ညင်းခဲ့တဲ့ကိုသမားမက်နန်ကိုလည်းချက်စီသင်းကခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ပေမဲ့ AC မီလန်တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းပမာဏကိုမပေးချေလိုတာကြောင့်နောက်ဆုတ်ခဲ့ပါတယ်။ ပြင်းထန်ကလန်စရာပေါင်းသင်းရဲ့နောက်ခံလူမမတူစားကို15သန်းနဲ့ချက်စီသင်းကခေါ်ယူအပြေးခဲ့ပြီးမကြခင်ချင်းပါမဲ့ကလပ်ကပါဖလားပြိုင်ပွဲအတွက်ပြင်ဆင်ခဲ့ပါတယ်။တခြားအသင်းကြီးတွေဖြစ်ကြတဲ့ဘိုင်ယန်မြူးနစ်သင်းကလည်းလီဗာကူဆင်သင်းရဲ့ဂျွန်နသန်တက်စ်ကိုအလုံးနဲ့ခေါ်ယူခဲ့ပြီးအန်ဒရီကိုမက်ဒရစ်သင်းကလည်းဘာစီလိုနာသင်းကစာချုပ်ဖြတ်သိမ်းလိုက်တဲ့လန်ကလပ်တယောက်ကိုသာခေါ်ယူပြင်ဆင်ခဲ့ပါတယ်။အင်တာမီလန်သင်းကလည်းမာဆေးကစားသမားလူဝင်ဟန်နရစ်ကိုတန်းနဲ့စေဒိုင်နမိုဇာဂရက်သင်းရဲ့ကွင်းလေလူဆူစစ်ကို15တန်းနဲ့ကစားသမားသင်းနှစ်ယောက်ကိုခေါ်ယူထားနိုင်ခဲ့ပါတယ် ီနေ့မှမှပုံစံသစ်နဲ့စတင်ကျင်းပတဲ့ကလပ်ကဘာဖလားပြန်ဝဲကိုတော့အသင်းကြီးတွေအပြိုင်ဆိုင်ပြင်ဆင်နေကြပြီလက်ရှိဥရောပမှာဘောဖြစ်နေတဲ့ PSG အသင်းကိုဘယ်အသင်းကကြော်ဖြတ်ကချန်ပီယံဖြစ်သွားမလဲဆိုတာစောင့်ကြည့်ကြင်စရာကောင်းနေပါတယ်အဆုံးထိကြည့်ရှုပေးခြင်းကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်